သင်္ကလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ပါစေရှင်။ဒီကနေ့မီတို့အတူတူဆွေးနွေးပေးမှာကတော်တော်များများမြန်မာပြည်ကမီတို့မိတ်ဆွေတွေတည်ချင်နေကြတဲ့တတိကအကြောင်းမှဖြစ်ပါတယ်။ဒါကတော့မိကဗမာလို့အလွယ်တကူခေါ်လို့ရအောင်ဘာသာပြန်ပေးထားတာပါ။တတိကဆိုတော့ခေါ်ရလဲလွယ်တယ်။အဓိပ္ပာယ်ပေါက်ရလဲလွယ်တယ်။ elite cat privilege card လို့လည်းကဘာမှာတော့သုံးလုပ်ကြပါတယ်။ဒီဟာနဲ့ပတ်သက်လို့ဘလို့များထိုင်းမှာမှာဈေးကြီးပေးပြီးတော့နေမှာလဲပေါ့နော်။တချို့ကမိစီကို comment နေတယ်ဆော်ကတက်ချင်တယ်ပေါ့နော်။အဲ့အတွက်ကိုမီတို့က survey ကောက်လိုက်ပါတယ်။ဟုတ်ပြီကျမတို့စီမှာဘာဖြစ်လို့များ privilege card လာလျှောက်တာလဲတတိကတ်လာလျှောက်တာလဲ။ဘတ်6သိန်းခွဲတော့ပေးရတယ်ပေါ့နော်။ခုနောက်ဆုံးပေါ်တဲ့ bronze card တွေပေါ့။ကြီးကြီးတစ်စိတ်ကတ်တွေရမှာဖြစ်ပါတယ်ရှင်။ကတ်မျိုးမျိုးရှိပါတယ်။ အရင်တော့ဆိုရင်တော့ gold card အထိပဲကျမတို့စီမှာလက်ခံပေးတာဖြစ်ပါတယ် gold card ဆိုလို့ရှိရင်ဘတ်ကိုသိန်း၃ရပါတယ်အခုတော့သူ့ရဲ့ designate တဲ့ bronze card လေးကိုကျမတို့ကစတင်ရောင်းချပေးနေပါပြီ။ထိုင်းမှာပဲအခြေချခြင်းတဲ့သူတွေမြန်မာပြည်နဲ့ multi entry အချိန်ချိန်ဝင်ရောက်သွားလာပြီးစီးပွားရေးလုပ်ငန်းလုပ်ချင်တဲ့သူတွေပြီးတော့မြန်မာနဲ့ထိုင်းကစားတောက်ပုံလေးနည်းနည်းစင်တယ်ပြီးတော့ရေးမြေတဘာဝရာသီဥတုစင်တယ်မြန်မာပြည်ကနေဆိုရင်55မိနစ်ပဲကြာတယ်လေရင်စီးပြီးလာမယ်ဆိုရင်ကားနဲ့လည်းလာလို့ရတယ်ဆိုတော့နယ်မြေချင်းထိဆက်နေတာရဲ့တဘာဝပတ်ဝန်းကျင်ကြိုက်တာရဲ့ပြီးတော့မြန်မာပြည်ကိုခဏခဏပြန်လို့ရတယ်ပေါ့နော်နီးစက်တာရဲ့အကြောင်းတက်ကြီးရွယ်အိုတွေခလင်းငယ်လေးတွေကကြိုက်ကြတယ်ပြီးတော့မိသားစုတွေကြိုက်ကြတယ်ဟိုဒီပတ်စံနဲ့ western မှာသွားမယ်ဆိုလို့ရှိရင်တော့ တတိကတ်တော့မရနိုင်ဘူးဒါပေမဲ့ပုံမှန်ပြောင်းရွှေ့ပြီးနေထိုင်မယ်ကြောင်းတက်မယ်အလုပ်လုပ်မယ်ဆိုရင်လည်းသူတို့ကကူပြီးတော့ migrant လုပ်လို့ရတယ်ပေါ့နော်ဒီလိုချိန်ရတာပေါ့အဲ့တော့နိုင်ငံခြားကိုကြိုက်တဲ့ western ပေါ့နော်ဒီ18နာရီလောက်ကာစီဘီအာ18နာရီလောက်လေရင်စီးပြီးသွားပြီးမှရောက်တဲ့နိုင်ငံအဲ့ဒီလိုနိုင်ငံမျိုးရဲ့ရင်းမြစ်တဘာဝသူတို့ရဲ့တဘာဝပတ်ဝန်းကျင် culture တွေယဉ်ကျေးမှုတွေကိုကြိုက်တယ်သူတို့နိုင်ငံတွေကိုကြိုက်တယ်ဆိုတော့အဲ့ဒီကိုတွားကြပေါ့နော်ဒီဘက်ကဒီမြန်မာနဲ့နှိစက်တဲ့ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေကြိုက်တယ်ပြီးရင် မြန်မာပြည်ကိုခဏခဏပြန်လို့ရတယ်ကိုဆွေမျိုးတွေနဲ့လည်းမကြာခဏမိသားစုလိုက်တွေ့လို့ရတယ်ဆိုတဲ့အတွက်ဒီ privilege card တွေကို Thailand မှာဝယ်ယူကြတာဖြစ်ပါတယ်အဲ့တော့ထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဒီ gold card ကတော့အရင်တုန်းကအနှိမ်ဆုံးမှာအခုဈေးအသက်တာဆုံးပေါ့နော်သူထည့်နေပြီးဈေးတက်တာဓာတ်တွေကတော့6သိန်းခွဲတဲ့ bronze card တွေစတင်နေပါပြီအဲ့ဒီအတွက်ကိုလည်းမိကထိုင်းနိုင်ငံ privilege card company ကနေပြီးတော့တရားဝင်မျိုးက individual sales agent ရထားတာဖြစ်ပါတယ်ဒါကြောင့် client တွေကမိစီ ကိုဘာမှထပ်ပြီးတော့အပုံငွေပေးစရာမလိုပါဘူး။မိတို့ကအဲဒီဝန်ဆောင်မှုအတွက်ကိုအဲတည်တံအခမဲ့လုပ်ပေးနိုင်ပါတယ်။ client တွေအကုန်လုံးယုံကြည်စိတ်ချစွာနဲ့အနံလို့ရပါတယ်။အဲ့တော့ငွေကိုပေးချေရမယ့်အဆင့်လေးလေးအဆင့်ချင်းရှိတယ်။ပထမတစ်ဆင့်ကတော့ registration ဘောင်ငွေမှပေးစရာမလိုဘူး။ကိုယ့်ရဲ့နာမည် password နဲ့ အဲ information အချက်အလက်ပေါ့နော်ဒေတဲ့လိပ်စာလေးထိုင်းလိပ်စာလေးဖြစ်ဖြစ်ဒီမြန်မာလိပ်စာလေးဖြစ်ပေးလို့ရတယ်ပြီးရင်ဖုန်းနံပါတ်ပေးရတယ်နာမည်ပေးရတယ် password ပေးရတယ် visa ပေးလို့ရတယ်အဲ့တော့ထိုင်းမှာအဲ14ရက် visa နဲ့လာတဲ့လူတွေနောက်ခါကျတော့ GTV visa နဲ့လူတွေနောက်ခါ travel visa နဲ့လာတဲ့လူတွေအကုန်လုံးကိုမိတို့ကဒီ privilege ကရှောက်ထားပေးလို့ရတယ်နောက်ခါကျတော့အဲဟိုပါပေါ့နော် retirement ပေါ့နော်အသက်ကြီးတဲ့သူတွေအတွက်လည်းရှောက်လို့ရပါတယ်ဆိုတော့ ဒီခါနဲ့ပတ်သက်လို့မိတို့ကအဲမရတာကတော့ education visa နဲ့လာတဲ့သူတွေကတော့မရဘူးပေါ့နော်အဲဒါဆိုရှောက်လို့မရဘူး DTV နဲ့ရှောက်မယ်ဆိုရင် DTV visa က9နှစ်ရထားတယ်သူလည်းဒီ bronze card က9နှစ်ရထားတယ်ဒါပေမဲ့ဒီ DTV visa ကိုတော့ cancel လုပ်ပေးရတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့မိတို့က visa တစ်ခုကိုတစ်ခုယူမယ်ဆိုရင်တစ်ခုကို cancel လုပ်ပေးလိုက်ရပါပြီအဲ့တော့ DTV လည်းရှောက်လို့ရတယ် travel visa တွေလည်းရှောက်လို့ရတယ်ဒါဆိုတော့ဒီလောက်ဆိုရင်တော့ဘယ် visa တွေရနိုင်လဲဆိုတာရှင်းလင်းသွားမှာပါ နောက်တစ်ခုကတော့ကျမတို့ဒီမှာ batch 6သိန်းခွဲပေးဖို့အတွက်ပထမအဆုံး registration အဆင့်လေးကိုကျမတို့ကြော်ဖြတ်လိုက်တယ်။ဒါတော့ company မှာကိုယ့်ရဲ့အချက်အလက်တွေပေးပြီးတော့ကျမတို့အဲစပြီးတော့လှုပ်ဆောင်ပါမယ်ပေါ့နော်။လျှောက်ပါမယ်လို့အကြောင်းကြားလိုက်တာပေါ့။ကျမတို့ကလည်း company ကို registration တင်ပေးလိုက်တယ်။ဟုတ်ပြီ။အဲ့ဒါပြီးပြီဆိုလို့ရှိရင်ဒုတိယအဆင့်ကိုမှာကိုက application form တွေလာဝကကိုတင်ဖို့အတွက်ကျမတို့ကထိုင်းလာဝကသတ်မှတ်ထားတဲ့ ဒီ form လေးတွေကိုကျွန်တော်တို့တင်ပေးရတယ်အဲ့ form documentation တွေကိုကျွန်တော်တို့ပြုစုပေးတယ်အဲ့ဒီအတွက်လိုအပ်တဲ့ချက်လက်တွေကဓာတ်ပုံလေးတွေလိုတယ်ပြီးရင်ကိုယ့်ရဲ့ passport visa စာမျက်နှာ passport ရဲ့ရှေ့စာမျက်နှာပြီးရင်ကိုယ့်ရဲ့လိပ်စာပေါ့နော် phone number email နောက်တစ်ခါကျတော့ဒီမှာဘာကြောင့်လာပြီးတော့ရှောက်ထားရတာလဲဆိုရင် reason လေးတွေပေါ့နော်အဲ့အမျိုးလေးတွေလည်းပေးနိုင်တယ်ဆိုရင်ကျမတို့ကိုပေးထားပြီးတော့ကျမတို့ကလည်းပြန်ပြီးတော့ဒါတင်ပေးတယ်ပေါ့နော်အဲ့ဒါတော့ပါပဲ တိတ်အများကြီးမလိုပါဘူးပေါ့နော်အဲပြီးလို့ရှိရင်အခု holding visa ကင်ထားလာပေါ့ဒီမှာ black list တော့မဖြစ်ရဘူးပေါ့ဥမာ overstay ဖြစ်တဲ့လူတွေဆိုတော့ရှောက်လို့မရဘူးပေါ့နော်အဲ့လိုလေးရှိပါတယ် gold card ကနေစပြီးတော့တော့သူက point လေးတွေပေးထားပါတယ်ဘတ်ကိုသိန်းဖြစ်တဲ့အတွက်ဖကိုသိအပြင် facilities တွေအပြည့်ပေးထားတယ် bronze card ထဲမှာတော့ point လေးတွေမပေးထားဘူးဒါပေမဲ့ promotion color ဖြစ်တဲ့အတွက်အရင်တော့ဆိုရင်ကျမတို့စီမှာ registration site တင်နေဆိုရင် ဘာ9000ကိုကျွန်တော်တို့ဒီပိုစစ်ယူထားရပေါ့နော်အကယ်၍ဒီ9000မှာမရခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီပိုစစ်ကိုပြန်အမ်းပေးတယ်ရတယ်ဆိုလို့ရှိရင်တော့ဆက်ပြီးတော့ရှောက်ပေးရပေါ့နော်အဲ့တော့ပထမအဆင့် registration ဒုတိယအဆင့်ကတော့ကျွန်တော်တို့ application ပေါ့နော် application form စပြီးတော့ရှောက်လာတတိယအဆင့်ကတော့ဗာလဲဆိုတော့လောက်ကနေ verify လုပ်တာပေါ့ screening လုပ် scan လုပ်နေပေါ့နော်ဒီ background လေးတွေ profile လေးတွေကိုလိုက်တာပေါ့ဒါမှန်ကန်လား overstay ရှိလားဒီမှာ TTV visa လား travel visa လားဘာ visa နဲ့လာတာလဲပေါ့နော်အမျိုးစစ်စစ်တဲ့အစအဲ့ဒါလေးကတစ်လလောက်ကြာတယ်ပေါ့နော်ဆိုတော့အရင်တော့ကဆိုလို့ရှိရင်တော့ကျမတို့က privilege card ဘယ်လောက်ရမလဲဆိုရင် within 3 months လို့သူကပြောတယ်ပေါ့နော်အစိုးရရုပ်ပိတ်ရက်တွေမပါဘူးပေါ့အဲ့ဒီမှာ ဆိုခုဆိုရင်တကြံကာလပိတ်ရက်ရှိလေးရှိရပါတော့เนาะအဲ့တို့ရှိမှာပိတ်တက်တဲ့ပိတ်ရက်ရက်ရှိကာလလေးတွေမပါပဲနဲ့ဆိုလို့ရှိရင်တို့ကတလအတွင်းပေါ့เนาะအဲ့လိုမျိုးပြောတယ်တကယ်လို့ဒီပိတ်ရက်တွေရော including ဆိုရင်တော့3လလောက်ကြာတတ်တယ်အခုတော့တော်တော်လေးမြန်တယ်တလအတွင်းလောက်မှာပဲရရတတ်ကြတယ်ပေါ့เนาะအဲ့လိုမျိုးကျမတို့ဒါကြံကောင်းတဲ့အချိန်လေးတွေဆိုတော့ကြိုပြီးတော့ရှောက်ထားကြပါဒီသဘောထားမပြောင်းခင်လေးအစိုးရအစိုးရဒီခွင့်ပြုထားတဲ့အချိန်လေးမှာ ရှောက်လို့ရတယ်အခု bus ဆိုတာကတော့ဈေးအနည်းဆုံးပဲဒါအလုပ်သမားတွေအတွက် work permit ရှောက်တဲ့သူတွေပေါ့နော်တန်းရောင်ကတ်တို့ အဲ CI လို့ရောက်တဲ့လူတွေပေါ့အဲ့လိုလူတွေအတွက်ဆိုတော့ဈေးနှိမ်ဆုံးကတော့ဘတ်9000 8000အဲ1000 1200အဲ့လိုမျိုးတွေအဆဆရှိရပေါ့နော်နောက်ဆုံးကအဲမပြီးလိုက်လို့လိုက်တင်ရတဲ့လူတွေဆိုတော့ VIP ဘတ်ဆိုပြီးပြောကြတယ်အဲ့ဒါတွေဆိုလို့ရှိရင်လည်းမြို့ရဆောင်ရက်သေးလို့ရပါတယ်ဒါပေမဲ့အခုတော့ဘတ်ကာလာပြီးသွားပြီဆိုတော့ရှင်းနှစ်ဆောင်ရတော့မှာပေါ့နော်အဲ့တော့ဒီဘတ်ကာလာမရှိသေးတဲ့စောင့်နေတဲ့ကာလာမှာဘာလျှောက်ရမလဲဆိုတော့ Thai မှာဒီဟာနေထိုင်ခွင့်၅နေရတဲ့ DTV လျှောက်လို့ရတယ် DTV ဆိုရင်တော့မြို့ရကမ္ဘောဒီးယားနိုင်ငံကနေပြီးတော့ပြန်ပြီးတော့ င်ပြီးတယ်။အဲ့တော့မြန်မာပြည်ကနေထိုင်းကို14ရက်ဗီဇာနဲ့လာလာပြီးရင်ကမ္ဘောဒီးယားကို trip သေးစီစဉ်နေခီးစဉ်နေထွက်ကြရပေါ့နော်။အပျော်ခီးလေးလည်းဖြစ်တယ်။ကမ္ဘောဒီးယားနိုင်ငံကိုလည်းရောက်ပြီးရပေါ့လေ့လာကြမယ်ပေါ့နော်။အစားအစာတွေလိုရှိတယ်ပေါ့။အဲ့တော့အဲ့မှာဆိုလို့ရှိရင်ဟိုတယ်တဲခုကန်းကထိုင်းနဲ့ဒီကမ္ဘောဒီးယားသွားတယ်အသွားပြန် ကားခါပေါ့နော်အကုန်ပါတယ်တဲခုကရောကားခါရောပြီးတော့ visa fees ကိုအပီစီမှာ9800ပဲဖြစ်ပါတယ်အဲ9800ထဲမှာအကုန် visa fees ကိုအပီစီသူကတော့လောက်ဝဲလောက်ကြတယ်16ရက်လောက်ကြပါရဲ့ရှင်16ရက်လောက်ကြတယ်နော် GTV visa ရပြီဖြစ်ပါတယ်အဲ့ဒါတော့ဘယ်လိုလုပ်ရလဲဆိုတော့ under 50ပေါ့အသက်50နဲ့အောက်လူတွေဆိုလို့ရှိရင်ရှောက်လို့ရတယ်သူကတော့ဒီမှာရှိတဲ့ထိုင်းနိုင်ငံရဲ့လက်ဝေးတို့အားကစားတို့အဲအစားတောက်တင်နေလို့အဲ့လိုမျိုးပေါ့နော်အဲ့လိုအကြောင်းအရာလေးတွေဒီနောက်ပြီးတော့ digital digital nomads ပေါ့ marketing လို့ပါတော့ online နဲ့အလုပ်လုပ်တဲ့သူတွေအတွက်ကိုလျှောက်ပေးရဖြစ်ပါတယ်။ဒါမဲ့ဒါလည်းကြက်ဆက်ထားရတော့ပါ။ကြက်ငါးနှစ် visa ရပြီဆိုရင်တော့ကိုယ့်ရဲ့အဆင်ပြေတယ်လို့အဲဆောင်ရွက်ပြီးတော့လုပ်ဒီပါရီကိုလည်းဟာကိုလုပ်ချင်တဲ့ဟာမျိုးတွေဆိုရင်လုပ်လို့ရပါတော့နော်။ तू က income ရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့။အဲ့မှာ तू ကဘာတောင်းလဲဆိုတော့ DTV visa မှာဆိုရင် company ရဲ့အထောက်အထားတို့ employment contract တို့အဲဒီမှာနေထိုင်တဲ့ contract ပေါ့နော်။ TM30 လိုမျိုးပေါ့ထိုင်းနိုင်ငံမှာဒီမှာနေတယ်ဆိုရင်အဲ့ဒါတွေပေါ့နောက်ခါကျတော့ bank statement ပြရတယ်ပေါ့နော်ဒါတွေအကုန်လုံးကိုလည်းကျမတို့က Ya ni ¿no? တော့ဒီဝန်ဆောင်ကထဲမှာ9800ထဲမှာအပီစီဖြစ်ပါတယ်ဆိုရလေးပါအဲ့တော့နောက်တစ်ခုကတော့ privilege card privilege card ကတော့အနေဆုံးဒီ bronze card bronze card ထဲမှာဆိုလို့ရှိရင်9နှစ် visa ရမယ်ပြီးရင်သူ့ရဲ့ image ကတော့ဒါတထေးဘွယ်ဖြစ်တဲ့အတွက်တထေးတွေပဲ깟ရဲ깟ပေါ့နော်အလုပ်သမားလည်းမဟုတ်ဘူးသူအเจ้าမှာတက်တာလည်းမဟုတ်ဘူးသူဒီလုပ်ငန်းရှင်တယောက်အနေနဲ့ဖြစ်ဖြစ်တထေးတယောက်အနေနဲ့စီးပွားရေးလုပ်ငန်းရှင်ပဲဖြစ်ဖြစ်ငွေရှင်တယောက်အနေနဲ့ပေါ့နော်တထေးဘွယ်ခံတဲ့깟ဖြစ်တဲ့အတွက်သူက multi entry ဝင်လို့ရတယ်ဒီနိုင်ငံမှာတထေးတယောက်ရဲ့ခံစားခွင့်အနေနဲ့သူရဲ့လုပ်ပိုင်ခွင့်ရရတယ်ပေါ့ နော်အဲ့ဒီကျအစီအမြင့်တဲ့ gold card ဆိုရင်တော့ဘက်ကုန်းသေးပေးရတယ်ဘက်ကုန်းသေးဆိုရင်တော့ VIP နဲ့ပတ်သက်တဲ့ facility တွေအကုန်လုံးရတယ်သူအတွက်ကိုဒီဟိုပါပေါ့စကြတဲ့တယောက်ရှိနေတယ်ပြီးဈေးဝယ်လို့ရှိရင်လည်း discount card တွေပေးထားတယ်ပြီးလေရင်လက်မှတ်တင်မောလက်မှတ်ကားလက်မှတ်ပေါ့နော်အဲ့လိုမျိုး taxi ကအစားသူ့အတွက်ကို discount တွေရှိတယ်စားတောက်ဆိုင်တွေ shopping mall တွေအလှတင်တဲ့နေရာတွေ spa တွေ gym နေအဲ့ကောင်လုံးအခစားနဲ့ပတ်သက်တာတွေကိုလည်းတို့ရဲ့တတိတရ facilities တွေရော discount card တွေရောတို့ကပေးထားတယ်။ယူထားတဲ့ငွေပမာဏကလည်းများရဲ့ပေါ့နော်။ဒီချိန်နှိရှည်တဲ့ဟာမျိုး family package ပေါ့တတတတိ card ကိုတမိသားစုလုံးကိုင်နေတယ်ဆိုရင်လည်းသူက upgrade လုပ်ပေးတယ်။ဥပမာ diamond card ရှိတယ်၊ platinum card ရှိတယ်။ ပြီးလို့ရှိရင်သူတို့ဒီအနှစ်20အထိနေထိုင်လို့ရတဲ့တက်တန်းနေထိပါတူပေးရပေါ့နော်ဒီလောက်ဆိုရင်တော့ privilege card နဲ့ပတ်သက်လို့ပဲဖြစ်စေ GTV နဲ့ပဲဖြစ်စေဒီ work permit ပေါ့နော်အိုင်းရောင်ကတ်တွေနဲ့ပဲဖြစ်စေအားလုံးယုံကြည်စိတ်ချစွာအနံပြီးတော့အလုပ်ဆက်ပြီးတော့အောင်မြင်လို့ပေးနိုင်ပါဆိုတဲ့အကြောင်းကိုပြောချင်ပါတယ် company တွေဖြစ်ပါစေရှင်